အလုံးမဲမင်္ဂလာပါရှင်။ Solar Energy ဆိုတာဘာလဲဆိုတာလေးကိုဒီကနေ့ဒီဗီဒီယိုလေးမှာရှင်းပြပေးချင်ပါတယ်။ Solar Energy ဆိုတာဟာပြန်လည်ပြည့်ဖြူမဲဆွင့်အင်အရင်းမြစ်တစ်ခု ဖြစ်ပြီးတန်ရှင်သောဆွင့်အင်အနာဂတ်အတွက်အရေးကြီးသောအစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ယနေ့ခေတ်မှာဆိုရင်တော့နေရောင်ခြည်ဆွင့်အင်လို့ခေါ်ကြတဲ့ Solar Energy ဟာကမ္ဘာတဝန်းမှာလူသုံးဆွဲမှုများလာတဲ့ဆွင့်အင်စနစ်တစ်ခုဖြစ်လို့လာခဲ့ပါပြီ။မြန်မာနိုင်ငံမှာလည်း Solar Energy ကို ကြည်ရွာမျိုးနဲ့တော်တော်များများအသုံးပြုနေကြပါပြီ။ဒါဟာဘာကြောင့်လဲဆိုရင် နေရဆွမ်းအင်ဟာကမ္ဘာပေါ်မှာအပေါ်များဆုံးဆွမ်းအင်ရင်းမြစ်တွေထဲကတစ်ခုဖြစ်လို့ပါ။ Solar Energy ရဲ့အာသချက်တွေကဘာတွေဖြစ်မလဲ။ Solar Energy ရဲ့အာသချက်တွေဟာဆိုရင်တော့သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းနိုင်မယ်။ဆွမ်းအင်ကုန်ကျစရိတ်ကိုတက်တာစေမယ်။ကယ်ဆယ်တဲ့အဖျန်ဖြူမှုလွယ်ကူမယ်။ထိမ့်သိမ့်မှုလိုအပ်ချက်နေပါမယ်။ကဲဒီလိုအားသချက်တွေနဲ့ဆိုရင်တော့ဘာလို့အောင်မလဲ။ ရှင်းရှင်းလေးပြောရရင်ဆိုရင် solar energy ဆိုတာနေရောင်ခြည်စွမ်းအင်ကိုနေရောင်ခြည်ပြားတွေကနေထုတ်ယူပြီးအိမ်တွင်းမှာသုံးတဲ့လျှက်စစ်တအားဖြစ်ပြောင်းလဲပြီးအိမ်သုံးလျှက်စစ်ပစ္စည်းကရိယာတွေကိုလည်ပတ်စီတဲ့စနစ်ပေါ့နောက်ထပ် solar energy ရဲ့အားသာချက်တစ်ခုကတော့လေထုညဉ့်ဉဏ်မှုကိုမဖြစ်ပေါ်စေဘဲတဘာဝပတ်ဝန်းကျင်ကိုလည်းထိန်းသိမ်းနိုင်တဲ့စွမ်းအင်တစ်ခုလည်းဖြစ်ပါတယ်အခြားသောလောင်စာများကဲ့သို့ ကာဗွန်အီမရှင်ကာဗွန်ထုတ်လုပ်မှုမရှိရာကြောင့်ရာသီဥတုပြောင်းလဲမှုကိုရှော့ချရမှာလဲဆိုလာအနေဂျီတွေကညာစွာအထောက်အကူပြုစေမှာဖြစ်ပါတယ်ဆိုလာအနေဂျီတွေကိုတက်စရင်ကုန်ကျစရိတ်အများပြားမလားဒီအတွက်လဲလူကြီးမင်းတို့အနေနဲ့တွေးပူစရာမလိုပါဘူးနော်ဆိုလာအနေဂျီတွေကိုတက်စမယ်ဆိုရင်ကနအူးတက်စမှုကုန်ကျစရိတ်တွေမြင့်မာတယ်ဆိုပေမဲ့ရေရှည်မှာတော့ကုန်ကျစရိတ်တသားစီပြီးစီးပွားရေးအတွက်ခြေကိုင်မှုကို ဖြစ်ပေါ်စေမှာကအသေးချပါပဲနော်